ဘာလုံးတော်ရေခုံတန်းနေညံနေတဲ့ညမာလီရဲ့ SD Vao ကိုအားလုံးမင်္ဂလာပါ OK Sport ကနေပြန်လည်ကြိုဆိုလိုက်ပါရီပြီးခဲ့တဲ့ဘလုံးရသူတွေမှာဘာစရာလူငယ်ချက်ဝင်လေးလမင်းရမဟာတချိန်တိုးတိုးတက်လာခဲ့ပြီးအကောင်းဆုံးစားသမားတစ်ယောက်ဖြစ်ဘောင်တော်မှာတော့ဒုတိယနေရာထိရောက်ရှိခဲ့ပါရီဒီတော့ညမာဖောက်ခဲ့တဲ့လမ်းကြောင်းတိုင်းရှောင်းရင်ထူးချွန်တဲ့လူငယ်တွေလည်းဘောင်တော်ကိုယင်ခုန်ခွင့်ရလာကြပါရီ SD Vao William ဟာအသက်16နှစ်ဝန်းမှာရင်ဘရာဇီးနဲ့ချယ်ဆီအတွက်ပုံမှန်ပွဲထွက်စားသမားတစ်ယောက်ဖြစ်လာပြီးခြေစွမ်းပြောက်ဂိုးရရနေတဲ့အခါဘောလုံး genius တစ်ယောက်ဖြစ်ကြီးကျူးမှုတွေခံနေရတဲ့ပြင် လွန်ဒေါ်အတွက်လည်းနေဆက်မှုတွေရှိလာနေပါတယ်။အက်စတီဗာဝါပြီးခဲ့တဲ့နေရာဒီကမှာပါမီယက်စ်ကနေချဲစီကိုပြောင်းရွှေ့လာခဲ့ပြီးအန်ဆိုမာရစ်ကရဲ့အသင်းမှာရေးကြီးကစားသမားတစ်ယောက်ဖြစ်ပါဝင်နေပါတယ်။အက်စတီဗာဝါမက်ဆီနဲရော်နယ်ဒီညိုပေါင်းဆက်ထားတဲ့ကစားသမားလို့လည်းခေါ်ကြပြီးမက်ဆီညိုလို့တော့နာမည်ပြောင်းခေါ်နေကြပါတယ်။အက်စတီဗာဝါချဲစီအတွက်ပြိုင်ပွဲဆုံး16ပွဲပါဝင်ကစားပေးထားပြီး၄ခုသွင်းယူတဂိုးဖန်တီးပေးထားပါတယ်။အက်စတီဗာဝါနိုင်ငံအသင်းအတွက်လည်းဒီတစ်ပတ်စွမ်းဆောင်ရင်ကောင်းကိုပြသပေးနိုင်ခဲ့ပြီးချစ်ချီပွဲတစ်ပွဲလုံးမှာသွင်းကိုရရရှိခဲ့ပါတယ်။ 2026ကဘာပလောင်းမှာပွဲထွက်တနေရာစာတေချာသလောက်ရှိနေတဲ့ SD Vao ကလာလာကောင်းနေအများကြီးနဲ့တက်လန်းနေရှိနေတဲ့ပါမီရှင်လူငယ်လေးတယောက်လည်းဖြစ်နေပါရင် SD Vao ကတင်းစရာရှိရာတွေကိုတင်းယူရင်အမားကိုအမှန်ပြနိုင်တဲ့လူငယ်လေးတယောက်လည်းဖြစ်ပါရင် SD Vao ကအော်တိုဘာနိုင်ငံကပိတ်ရက်မှာဘရာဇီးနီးပြကြီးကာလိုအန်ချလော်တီရဲ့စူငေါချင်းကိုခံခဲ့ရပါရင်ဒီတော့ကလေ့ကျင့်မှာ SD Vao အချိုးမပြေခဲ့တဲ့ချိန်အန်ချလော်တီကငါတစ်ခါပဲပြောမယ်ငါပြောတာကိုမင်းလုံးရင်လုံးမလုံးရင်အသင်းကနေထွက်လို့ကြိတ်လိုက်တာပါ STV ကဒူမောအတွက်တောင်ကိုရီးယားနဲ့ချစ်ချေပွဲမှာငကိုးသွင်းယူပြုပြင်ခဲ့ရင်အသင်းကို 5C နဲ့နာရရှိစေခဲ့ပါတယ်။ဒီကလေးကနေစပြီး STV လည်းဘရာဇီးရဲ့အားကိုးရတဲ့ကစားသမားကောင်းတစ်ယောက်ဖြစ်လာနေပါတယ်။ဘရာဇီးနီးပြားဂျီကာလော့အန်ချယ်လော့တီက STV နဲ့ပတ်သက်ပြီးဒီလိုရည်သွေးမျိုးနဲ့လူငယ်ကစားသမားတစ်ယောက်ကိုမြင်တွေ့ရတာအံ့ဩဖို့ကောင်းပါတယ်။သူကအရန်ကိုတီးကြတယ်လို့ဆုံးဖြတ်ချက်လည်းရန်ကောင်းပါတယ်။ဘရာဇီးက STV နဲ့ပတ်သက်ပြီးအာမခံချက်အပြည့်နဲ့နာခဲ့ရှိနေပါတယ်လို့သူ့အမြင်ကိုပြောပြလာခဲ့ပါတယ်။ SGV လို့ဇာတ်မလေးကိုပိုင်ဆိုင်ထားရတာချယ်ဆီအတွက်ကံကောင်းကြီးတစ်ခုဖြစ်ကြောင်းနီးပြကြီးအန်ချယ်လိုတီကတစ်ဆက်တည်းပြောခဲ့ပါသေးတယ်။ SGV မှာကအန်အော်လောက်ဆရာကောင်းတဲ့ရေချင်းတွေပြည့်ရှိနေတာပါ။ဒါကသူ့တက်ရွယ်အတွက်ဆို surprise ပါပဲ။သူကဆုံးသက်ပိုင်ကောင်းတယ်လို့အလုံးလဲစူးစမ်းပြီးမှော်ဆန်တဲ့ခြေစွမ်းကိုလည်းပြသနိုင်ပါရီ။ SGV ဟာနိုင်ငံသေးအတွက်ရောကလပ်သေးမှာပါသူ့ရဲ့ရေသွေးတွေကိုပြသနေပြီးသူဘာတွေလုံးနိုင်တယ်လဲဆိုတာကိုတက်တည်ပြဖို့ပွဲချိန်မိနစ်တွေအများကြီးမလိုအပ်တဲ့ကစားသမားကောင်းတစ်ယောက်ဖြစ်ပါရီ။ SGV က9မိနစ်လောက်ပဲကစားရရင်တော့သူ့ရဲ့ရေချင်းကိုပေါ်လွှင့်စေနိုင်သူပါ။ ဒါကြောင့် SGV ကိုပိုင်ဆိုင်ထားရတဲ့အတွက်ဘရာဇီးလရွေစင်တင်းအတွက်ရောချက်စီးပါကံကောင်းလို့နေလို့အန်ချယ်လိုတီကပြောခဲ့ပါတယ်။ SGV ကိုဒီတစ်ပတ်ချစ်ချီပွဲကစားခဲ့တဲ့တူနီရှားနီးပြားကြီးကဘောလုံးလောကရဲ့တစ်ပေါ်ထွက်လာတဲ့ပါရမီရှင်လေးလို့ချီးကျူးသွားခဲ့ပြီးတနေ့ကျရင်ဘောလုံးတော်ကိုရေခုန်နိုင်တဲ့လူငယ်လေးတယောက်ဖြစ်လာလိမ့်မယ်လို့ဟောကိန်းထုတ်ခဲ့ပါတယ်။ဒီတစ်ပတ်မှာ SGV ဟာနိုင်ငံတကာတာဝန်တွေပြီးဆုံးပြီးချက်စီးကိုပြန်လာတော့မှာပါ။ဘရာဇီးနဲ့တူဘောဖလားချေစပွဲကိုအောင်မြင်ထားပြီဖြစ်တဲ့ SGV ဟာချက်စီးမှာဆက်လက်ခြေစွမ်းပြရင်အသင်းရဲ့ဖလားကြီးမန်ချက်တွေကိုဖြည့်ဆည်းပေးဖို့လိုအပ်ပါတယ်။ ကမ္ဘာ့ချန်ပီယံချဲစီကလက်ရှိမှာပရီးမီးယားလိဆင်သုံးဖြင့်အာစနယ်နဲ့6မှတ်ကွာကနေဖိအားပေးနေသလိုချန်ပီယံလိမှာလည်းစဉ်ဆက်နှစ်နေရာကိုရောက်ရှိနေပြီးပလေးအော့ဖ်ဇုန်တွေကနေရုံးထွက်နိုင်ဖို့ကြိုးစားနေပါတယ်။ကြည့်ရှုပေးကြတော့ကျေးဇူးတင်ပါတယ်။